ရွှေတပိတ်တာနီးပါးကိုအကျန်းဝတ်နိုင်တဲ့ဒီချမ်းသာကျဲဝါရီမမသိရဲ့နောက်ခွဲကကြောင်းရင်အလုံးမေမင်္ဂလာပါဒေဆလီဘယ်ဒီနျူပိတ်ကနေပြန်လဲကကြိုဆိုလိုက်ပါရီမမသိနေမမချင်းတို့ကညီမနှစ်ယောက်ဖြစ်ပြီးတော့အွန်လိုင်းပေါ်မှာဇေယောင်းရင်ကနေနမေကြီးလာသူတွေဖြစ်ပါရီ မော်လမြိုင်သူမက်သက်သိန်းနဲ့မက်ကျင်းတို့ညီမနှယောက်ကရွှေဝင်းရတာကိုသဘောကျတာကြောင့်ရွှေကို၂ယောက်ပေါင်းတပိတ်တာနီးပါအကျန်းဝတ်နိုင်ကြသူတွေပါလက်ကောက်တွေဆွဲကြိုးတွေနဲ့ကက်သီးတွေကရွှေတုံးရှိခဲကြီးတွေဖြစ်နေတာကြောင့်ရွှေကြိုက်တဲ့သူတွေတော်တော်အားကျစရာဖြစ်လာခဲ့ပါတယ်အသက်၄၈နှစ်လို့မတရားလာအောင်နှုတ်ဖက်နေတဲ့မမတဲ့က သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုတစ်တော့ကတငယ်ချင်းတွေသိအောင်ပြောပြတာကိုလည်းသဘောကျပါရီမမတဲကဇွဲထရဲ့ကန်ဆယ်မဲဖွင့်ပွဲမှာလည်းခင်မုန်းဖြစ်သူတဲ့အတူတက်ရောက်လာခဲ့ပြီးခင်မုန်းဖြစ်တဲ့ကအငွေတို့ပိုက်ပြီးတော့ရွှေဝယ်ပေးတာကိုသဘောကျတယ်လို့ပြောခဲ့ပို့သူပါမော်လမြိုင်ကတိမ်ပေါင်းတောင်းချီတဲ့အင်ကြီးမှနေတိုင်းနေမမတဲဟာ သူ့ရဲ့အင်တွင်းပြင်ဆင်တွေကိုလည်းမကြာခဏပြသကြပါရီငလင်ဘေးမှာလည်းတင်းထောင်ချီလူတန်းတလို့သုံးနိုင်ဖြုံနိုင်သူတွေဖြစ်တာကြောင့်မမသိတို့ညီမတွေကဘာလုပ်ငန်းတွေလုပ်ကြရလဲဆိုပြီးတော့စိတ်ဝင်စားကြပါရီမမသိရဲ့ခင်မောကလည်းလုပ်ငန်းရှင်တယောက်ဖြစ်တယ်လို့အရင်ကမိဘတွေကပြေဆောင်ကျဲဝါကြပါရီမမတရားတော့လုပ်ငန်းတစ်ခုအနေနဲ့ skin care ပစ္စည်းတွေ online မှာရောင်းနေသူပါမမတင်ရောင်းနေတဲ့ skin care ပစ္စည်းတွေက၈သိန်းကျော်ရှိတာကြောင့်တာမယ်လူတန်းစားရီအတွက်တော့အလံဝိတဲ့ဈေးဖြစ်နေပါရီ တင်းတိတ်ကိုအဓိကပျောက်ကင်းစေတယ်ဆိုပြီးတော့မမတဲကရောင်းချလိုက်ရှိတဲ့ပြင်မြ мян လက်မဥယင်တော့နောက်တရောက်သွားမှဖြစ်ပါရည်လူဘွားကိုရှာပြီးတော့လူဖြစ်မရှုံးချင်ရင်တော့မမတဲတို့ရောင်းတဲ့ပစ္စည်းတွေကိုဝယ်တင်နေလို့လက်ခံသွားလောက်တဲ့အထိအပျော်ကောင်းကောင်းနဲ့ရောင်းချတတ်ပါရည်အချို့တွေကလည်းမမတဲစီကနေပြီးတော့ဝယ်ပြီးတော့လိမ့်တဲ့ပစ္စည်းတွေကဈေးကြီးပြီးတော့ဘာမှထူးခြားမလာဘူးလို့ပြောကြပါရည် ခြေကြီးတာချင်းတူတူကဘာကျော် brand တွေပဲဝတ်သင့်တယ်လို့ကြံပေးကြပါရီမမတန်ရောင်းတဲ့ပစ္စည်းတွေပုံစံတူပစ္စည်းတူတွေကိုလည်းအခြားသူတွေက online မှာရောင်းကြပါရီဒါပေမဲ့ဈေးကတော့ကွာခြားနေတာကြောင့်မမတဲ့ကိုဈေးကြီးလိုက်တာလို့ပြောကြပါရီစကားပြောချိုထားတဲ့မမတဲ့ကတော့ဘသူကမှရံမတွေ့တတ်တဲ့ချစ်လို့ချစ်လို့ဆိုပြီးတော့ဖြည့်ရှင်းတတ်ပါရီမမတဲ့ရောင်းတဲ့ပစ္စည်းတွေကအခြားသူတွေတဲ့စားပေါင်းများစွာဈေးကွာနေပြီးသူရောင်းတာကတော့အစစ်ဖြစ်တယ်လို့ဆိုပါရီ ဈေးနေတာတွေကအတူဖြစ်တာကြောင့်သူထံမှာလာဝယ်ဖို့ပဲပြောကြပါရယ်မမတဲ့နေမမကျင်းတို့ရောင်းနေပစ္စည်းတွေကအခြားသူတွေထက်တင်းချီဈေးကွာနေပေမဲ့လေသူတို့ကတော့ယုံကြည်မှုရှိရှိပဲရောင်းချနေပါရယ်ဘသူတွေကဘလို့ပဲလာပြောပါစေသူတို့ရဲ့ပစ္စည်းကိုပဲညှို့လို့ရှိပါရယ်အဲ့ဒါကြောင့်မလို့ပဲဒီလောက်ထိချမ်းသာကျဲဝလာတာလားလို့ထင်စရာရှိပြီးသူတို့ရဲ့ပိုင်ဆိုင်မှုတွေကလည်းအားကျစရာဖြစ်လို့နေပါရယ်အကြွားလုံးနေမမတဲ့နေမမကျင်းကတော့အလုပ်ကျိုးစားတာကြောင့်ဒီလိုနေထားကုန်နေနိုင်တာဖြစ်ပြီးသူတို့ပစ္စည်းကိုဝယ်သုံးဖို့အတွက်ကျညာအောင်ကောက်ကောက်နဲ့ရောင်းတဲ့သူက အခုကာလမှာတော့ရွှေကိုအတုံးလိုက်တက်လိုက်ဝတ်ပြနေတာကအန်နီယယ်ကိုလည်းရခေါ်တလို့ဖြစ်နေတာကြောင့်မမသေးတို့ကိုထုံမကြွားဖို့အတွက်ကြံပေးကြပါရီမမသေးတို့ကတော့စကားချိုချိုလေးနဲ့ဝတ်သိလို့ဝတ်ရတာဖြစ်ပြီးတော့အတူဝတ်သိလဲဝတ်မယ်ကြောင်းပြောပြထားပါရီလက်ရှိမှာတော့မမသေးစီကအလောက်ကုန်တွေကအစမတန်ဈေးကြီးနေတာကြောင့်အခြားသောဆေးတွေနဲ့လည်းပွဲပြင်းနေပါရီမမသေးတို့ချမ်းသာလာပြီးတော့ရွှေကိုတပိတ်တာနေပါဝတ်နိုင်တာကဈေးကြီးတဲ့စကင်ကဲရောင်းလာကြောင်းပဲဖြစ်နိုင်မလားဆိုတာပရိသတ်ကြီးတို့ရဲ့အမြင်လေးကိုလည်းပြောခဲ့ပေးပါဦးရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်